ရခိုင်ပြည်နယ်မှာစစ်ရေးပြင်းထန်လာခြင်းစစ်ကောင်းဆောင်အကြံပေးအဖွဲ့ဝင်ဖြစ်ကနေပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာတဲ့ဗိုလ်မှူးကြီးဟောင်းဦးထိန်လင်းကိုအမျိုးဘာသာတာသနာနဲ့ပညာကျိုးဆောင်ရွက်နေသူလို့သတ်မှတ်ပြီးစစ်ကောင်မရှင်လက်ဝေကန်ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA ကဆရာတော်တွေနဲ့အတူမဟာမင်္ဂလဓမ္မဇောတိကတစဘွဲတစိတ်ပေးအပ်ခဲ့တယ်လို့သိရပါဗျ။ YMBA ဟာခုခံတော်လှန်မှုတွေကြောင့်စစ်ရှုံးပြီးအထိနာနေတဲ့စစ်ကော်မရှင်ထိန်းချုပ်မှုအောက်ရှိစစ်တွေမြို့နယ်ကဆရာတော်၄ပါးနဲ့လူပုဂ္ဂိုလ်၃ဦးကိုနိုဝင်ဘာလ၂ရက်နေ့မှာမင်္ဂလာပွဲတစိတ်တော်တွေဆက်ကပ်ပေးရခဲ့ပါတယ်။အဲလိုပေးရရာမှာရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းလည်းမဟာမင်္ဂလာဓမ္မဇောတိကတစပွဲတစိတ်တော်ပါဝင်ရရှိခဲ့ကြောင်းစစ်ကော်မရှင်ထုတ်ပြန်ချက်အရသိရပါတယ်။အနာသိမ့်မီနောက်စစ်ကော်မရှင်ရဲ့လက်ကင်တုပ်ဖြစ်လာတဲ့ YMBA ဟာ ရခိုင်ပြည်နယ်စစ်တွေမျိုးရှိအဖေရရခိတကျောင်း၌ဆရာတော်နဲ့ရွှေစေတီပရိယတိစာသင်၌ဆရာတော်တို့ကိုအဂ္ဂမဟာမင်္ဂလဇောတိကတစပွဲတစိတ်တော်တဲချောင်းဆရာတော်နဲ့ရွှေတောင်ဆရာတော်တို့ကိုမဟာမင်္ဂလဇောတိကတစပွဲတစိတ်တော်ရိစက္ကန့်လှူဒန်းခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရခိုင်ဝင်းကြီးချုပ်ဦးထိန်လင်းကရခိတဆွမ်းအားပရဟိတအသင်ဥက္ကဋ္ဌဦးဝင်းမောင်မောင်ကိုမင်္ဂလဓမ္မဇောတိကတစပွဲတစိတ်တော်ကို၎င်း စေကောမရှင်ခန့်တိုင်းမှုကပြည်နယ်ဗုဒ္ဓဘာသာကလျာဏယူဝအသင်အတွင်ရမှုဥမောင်သိန်းခိုင်ကို မင်္ဂလာဓမ္မဇောတိကတစဖွဲ့စည်းတော်ကို၎င်းပေးအပ်ခဲ့တယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်ဖော်ပြပါရယ်လက်ရှိ YMBA မှာအနာသိန်းစကောင်းဆောင်ကယာသက်ပန်နာယကကြီးဖြစ်တာဝန်ယူထားပြီးအဲ့ဒီဘွဲ့တစိတ်ကိုရရှိထားသလို950ဆရာတော်လို့လူသိများတဲ့စစ်ကောင်မရှင်လောက်ခံပြည်သူစစ်နဲ့ပြည်စောတိခေါင်းဆောင်ဥဝတော် မကွေးဝင်းကြီးချုပ်ပါဝင်လူပုဂ္ဂိုလ်အချို့အပြင်အခုအခါရခိုင်ဝင်းကြီးချုပ်ဦးထိန်လင်းကိုထမ်းမှန်ပေးရလာတာလည်းဖြစ်ပါတယ်။ဘုံမူကြီးဟောင်းဖြစ်သူရခိုင်ဝင်းကြီးချုပ်ဦးထိန်လင်းဟာစစ်တပ်တို့တရက်စီပတ်စဉ်24တင်းနှန်းဆင်းဖြစ်ပြီးစီရေးချုပ်ဟောင်းဒုဗိုလ်ချုပ်ကြီးဆန်းဦးရုနဲ့ပတ်စဉ်တူက၎င်းဟာရခိုင်ကရခိုင်ပြည်နယ်မြောက်ပိုင်းဘူးတီတောင်မြို့မှာဗျူဟာမူပြည်နယ်လွတ်တော်ရဲ့တမရတော်သားကိုစလဲဖြစ်ကနေလုံချုံရင်းနဲ့နေဆက်ရေးရဝင်းကြီးဖြစ်လာသူဖြစ်ပါတယ်။ ဒါအပြင်၎င်းဟာလွန်ခဲ့တဲ့2012ခုနှစ်ကဖြစ်ပွားခဲ့တဲ့လူမျိုးရေးဘာသာရေးကိစ္စရခိုင်ပြည်ပခရဲ့အဓိကတာဝန်ရှိသူတွေထဲမှပါဝင်နေပြီးလုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဖြစ်နှစ်ကြိမ်တိုင်ကင်တွယ်ခဲ့သလိုအဲဒီနောက်တမရော်သားမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်2019ခုနှစ်နိုဝင်ဘာ4ရက်အထိတာဝန်ထမ်းဆောင်ခဲ့ပြီးစစ်တပ်ကအနာပေးခံရတယ်လို့သိရပါတယ်။ဒါပေမဲ့စစ်တပ်ကအနာပေးခံရပြီးနောက်ဗိုလ်မှူးကြီးဟောင်းထိန်လင်းဟာ 2020ပြည့်နှစ်မေလ20ရက်မှာနိုင်ငံတော်သမ္မတရုံးရဲ့အကြံပေးပုဂ္ဂိုလ်ဖြစ်ခန့်အပ်ခံရပြီးအမျိုးသားပြည်လဲတင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဘူဌာန NRPC ရဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်တွေအတွက်အကြံပြုပေးရသလိုရခိုင်မြောက်ပိုင်းရှိပြိပခရေးနဲ့ပတ်သက်ပြီးလဲတာဝန်ယူခဲ့တယ်လို့သိရပါတယ်။အရင်နောက်2021ခုနှစ်ဖေဖော်ဝါရီလ18ရက်မှာအာနာသိန်းစစ်ကောင်ဆောင်ရဲ့အကြံပေးအဖွဲ့ဝင်ဖြစ်လာသလို2023ခုနှစ်ကစလို့လက်ရှိထိ စစ်ကောင်မရှင်ခန့်ရခိုင်ဝင်းကြီးချုပ်ဖြစ်တာဝန်ယူထားဆဲဖြစ်ပြီးမြန်မာနိုင်ငံစစ်မှုရန်တင်ဟတစိတ်ဆွမ်းဆောင်မှုဆိုင်ရာဂုံနူးဆောင်ပွဲဖြစ်တဲ့ဝနာကျော်ထင်ပွဲနဲ့တိရိပြန်ချီပွဲတို့ကိုရရှိထားသူလည်းဖြစ်ပါတယ်။